Hello အားလုံးမင်္ဂလာပါဘောမန်ချင်းကနေကြိုဆိုပါရစေ။ဆိုတော့ Club Boca Ronaldo System ဖြင့် Manchester City နဲ့ Ehela တို့ရဲ့ပွဲမှာ Ehela က Manchester City ကို3ဂိုး4ဂိုးဆိုတဲ့ရလနဲ့နိုင်ပြီးတော့ City ကိုကျွန်တော်ဖြုတ်ပလိုက်တယ်။ဒီပွဲကတော်တော်ကိုကြည့်ကောင်းခဲ့တဲ့ပွဲပါ။မိနစ်120အတွင်းတွင်မှာတပင်းနဲ့တပင်းအပြန်လှန်သွင်းကိုယူသွင်းရင်းနဲ့တော်တော်ကိုကြည့်ကောင်းခဲ့တာ Manchester စီဒီရဲ့ဘက်ကလည်းသူတို့အကောင်းဆုံးလူစင်းနေကျွန်တော်တုံးပြီးတော့အမှန်ကန်ကျူးပန်းခဲ့ပြီမယ်လို့အဲဟီလာကိုတော့ဘလို့မှမနိုင်ခဲ့ဘူးသူတပင်အဲဟီလာရဲ့ဘက်ကတော့အခွင့်အရေးနည်းနည်းလေးတွေကိုကျွန်တော်အသုံးချနိုင်တာတွေကအများကြီးဆိုသူတို့အပြောင်းလဲတွေကျွန်တော်ဖြစ်သွားတာဟိုဒီမတိုင်ခင်မှာလည်းကျွန်တော်အင်တာမီလန်ကိုဖလူမီနီးစ်ကကျွန်တော်နှစ်ကိုးပြည့်နဲ့ကျွန်တော်တိတ်သွားသေးတာဒါကတော့ကျွန်တော်ညအပွဲဆိုတော့မကြည့်ခဲ့ဘူးပေါ့နော်ဖလူမီနီးစ်ကလည်းမထင်မှတ်ဖဲနဲ့ ကျွန်တော်တို့နေနောက်တစ်ဆင့်ကိုတက်သွားတာထူးသဖြင့်ဘရာဇီးကလပ်တီကဒီမှာအချင်းကြီးကောင်းနေတာဆိုပေမဲ့ဖလူမီနီးစ်ကဒီမတိုင်ခင်မှာဆိုသူတပွဲပဲနိုင်ထားတာအုပ်စုတော်အတွင်းမှာတပွဲပဲနိုင်ပြီးတော့ကျွန်တော်တို့ channel နှစ်ပွဲတည်းကြာရင်လည်းသူတို့တက်လာတာဆိုတော့အခုလက်ရှိအေဟီလာကတော့ကျွန်တော်လက်ရှိ sorry ကလပ်တီထဲမှာအကောင်းဆုံးအသင်းလို့ကျွန်တော်ပြောလို့ရတယ်ဗျာ ဆိုအဲ့လိုမျိုးနဲ့လက်ရှိ Manchester City ကိုရှင်ကစားရတာပြည်ထောင်ကဂျီနီပွဲမှာတော်တော်များများကကျွန်တော်ကိုယ်တိုင်ပါဝင် Manchester City ကိုထင်ထားတာတခြားမဟုတ်ဘူးအဲလာကတကယ်သူတို့ sorry မှာထိတ်တန်းကလပ်ဆိုတာမှန်တယ်ဒါပေမဲ့ Manchester City ကနွေရာသီပြောင်းရွှေ့မှာခေါ်ထားတဲ့ကစားမတွေကိုဇန်နဝါရီပြောင်းရွှေ့မှာခေါ်ထားတဲ့ကစားမတွေကို Rodrigo ပြန်လာတာတွေကိုဘာနဲ့ Haaland ကိုပြန်ကစားနိုင်တာတွေဘာတွေနဲ့ပေါ့နော်ဟိုဘယ်လိုပြောမလဲဒီ club world cup ပြိုင်ပွဲတော်တွင်မှာလဲဂိုးတွေကတောက်လျှောက်တွင်းနေ ဖန်စစ်မှာပေးကူတွေကတိတ်မပေးရဘူးအဲ့လိုမျိုးတွေနဲ့ CD ကတော်တော်ကောင်းထားတာဒါကိုအေဟီလာရဲ့ဘက်ကကောင်းကောင်းတေဆော့နိုင်တယ်သူတပင်းနီးပြအင်ဇာဂီရဲ့ဘောနော်ဒီအသင်းမှာကတမ်ပြန်ဒီကိုကောင်းကောင်းဆိုသလိုသူတို့ထိထိရရောက်သူတို့အတုံးချသွားတာမန်ချက်စတာစီးတီးကဒီပွဲမှာဆိုလို့ရှိရင်တပွဲလုံးမှာ5ပေါက်ကွန်တူမှုအချိန်30တိပါလေရှိတာ14ချိန်5ပေါက်တက်ပြီးတော့သူတို့3ဂိုးပဲရတယ်အေဟီလာရဲ့ဘက်ကကျွန်တော်တို့က18ဂို18ချိန်ကြီးသူတို့5ပေါက်ကင်တယ်6ချိန်5ပေါက်တက်ပြီးတော့ တို့တွေတို့၄ခုတိကျွန်တော်ရသွားတာဒီထဲမှာဆိုလို့ရှင်တော့ဘယ်လိုပြောမလဲဒီအဟေလာတင်မှာဆိုလို့ရှင်ထွန်းတယ်မယ်ဗျာနီးပြားကကျွန်တော်တို့ဒါဘယ်လိုပြောမလဲဒီအင်ဇာကီဆိုတဲ့ကကတော့ defensive နဲ့ counter attack direct play တွေမှာတိတ်ပြောစရာလိုတဲ့နီးပြားမဟုတ်ဘူးဗောနော်ပြောကြလို့လည်းနီးပြတ်မဟုတ်တောင်မန်ကမဲကွန်းတို့ဘာလို့ဆိုလို့ရှင်လည်းပဲအပြီးပြီးသလားမမီးနဲ့နော်ပြီးလို့ရှင်မီလင်ကိုဗစ်ဆာပေ့ချ်ရဲ့ရေးပါပုံတွေကလည်းဒီပွဲမှာကျွန်တော်မိထားလို့မရဘူးနော်ဆိုတော့သူ့ရဲ့ defensive သုံးနေအထိလိုက်ပြီးတော့ เนาะကျွန်တော်တို့ဒီတိုက်စစ်ကိုအကျိုးပြုတဲ့ကွင်းလဲမှာဆိုလို့ရှိရင်လည်းပဲသူတို့ရဲ့ middle zone တွေမှာလည်းသူပါတယ်ခန်းစစ် defensive တာ zone တွေထဲမှာဆိုလို့ရှိရင်လည်းသူပါတယ်ဆိုတော့ရိုမာကိုတိုက်စစ်မှာလီယိုနာໂດကတော်တော်လေးကိုကောင်းတယ်เนาะဒီပွဲမှာဒီပွဲမှာအဲ့လီယိုနာໂດကျွန်တော်မာကော့စ်လီယိုနာໂດဆိုလို့ရှိရင်နှစ်ဂိုးလေးကျွန်တော်တို့တွင်းတယ်ကျွန်တော်နေရာယူပုံတွေလည်းကျွန်တော်တော်တော်လေးကောင်းတယ် right play တွေမှာပြီးတာလွှားတာတွေတော်တော်ကောင်းတဲ့နေရာမှာကျွန်တော်ပါတယ်ကြောက်ကန်ဆယ်လို့ဆိုလို့ရှိရင်လည်းဒီနေ့ပွဲကစားတာတော်တော်ကောင်းတယ်ကန်ဆယ်လို့ နော်တကူရသွားတဲ့ပွဲမှာဆိုလို့ရှိရင် cancel လို့ရကောင်းတဲ့ချက်တွေအများကြီးပါတယ်။နော်ကျွန်တော်မဲကွန်းသွင်းသွားတဲ့လုံးမှာဆိုလို့ရှိရင် cancel လို့ပြီးလိုက်တဲ့ဗျာကျွန်တော် traveler pass ကတော်တော်ကိုကျွန်တော်ကောင်းတာလုံး Manchester City ကလည်းလုံးဝအရင် high ဖြစ်တဲ့ကစားတာအဲ့ဒါကိုကြောင်းဒီကောင်းကောင်းကိုအတုံးချသွားတာပဲ။နော်ဆိုတော့ဒါကြောင့်နောက်တန်းမှာဆိုလို့ရှိရင်လည်းဂိုးသမားဘူနူကလည်းတော်တော်ကိုကျွန်တော်ကောင်းတာ။ နော်အရင်ချင်းရှိကိုသမားတယောက်ပဲကျွန်တော် World Cup တွေကျွန်တော်တို့ဘာတွေမှာကျွန်တော်တူတကီအတွက်ကျွန်တော်ဘာလဲဒီ sorry ဘာလဲမြင်နေရတာတော်တော်ကောင်းတဲ့ကိုသမားပါဒီမော်ရိုကိုအတွက်ကတော်တော်ကောင်းတဲ့ကိုသမားဆိုတော့ကွင်းလယ်ကဟို Ruby Nibes တို့ဆိုလို့ရှိရင်လည်းခုနကပြောတဲ့ဒါ defense မှာကောကွင်းလယ် Peter Blake စားတဲ့နေရာမှာကောအများကြီးကျွန်တော်တို့အနေနဲ့အတုံးချနိုင်တယ်တောင်မနဖက်ကကစားမတွေဒေါ်စရီတို့ပါလို့ဆိုလို့ရှိရင်လည်းအတက်အစင်းအပြည့်တွေ defensive တွေ tight စစ်တွေမှာတော်တော်ကောင်းတယ်ဆိုတော့ဟိုဘယ်လိုပြောမလဲ ဒီအဟေလာမှာကတော့နီးပြားကဒါတော့မသိအသားကြသေးတာမဟုတ်ဘူးဗျာနော်ချက်ချင်းလက်ငင်းကြီးကျွန်တော်ရောက်လာတာအစိုးရရှိသေးတယ်ဒီအင်ဇာဂီတို့ဘာလို့ရောက်လာတာဆိုလို့ရှိရင်ဒါပေမဲ့ဒီအဓိကအပြောင်းလဲကဆော့ဆာချင်းကျွန်တော်ရတဲ့အဟေလာရဲ့2ဂို3ဂိုမှာကျွန်တော်တို့ on target 3ချိန်မှာ3ဂိုရတာနော်အဲ့လောက်ကြီးဒီကျွန်တော်တို့နေထိရောက်မှုတွေကျွန်တော်ရှိခဲ့တာနောက်ပိုင်းမှာမှကျွန်တော်ဂိုးပေါက်ကွန်တင်မှု18ချိန်မှာ6ချိန်ဂိုးပေါက်တက်ပြီးတော့3ဂိုရတယ်လို့ဘာလို့ကျွန်တော်ဖြစ်လာတာနော်အဲ့ဒီမာကော့စ်လီယိုနာရိုရဲ့လွင်းဂိုးတွေဆိုလို့ရှိရင်တော်တော်လေးအချိန်ကြီးကောင်းနေတယ်မှာပါတယ် မဲကွန်ရဲ့ဂိုးတို့ပြီးလို့ရှိရင်ကူလီပါလီရဲ့ခေါင်းတိုက်ဂိုးတို့ဘာတို့တောင်းကံပေါ်ကနေပြီးတော့ဆိုတော့ရရင်ရတဲ့အခွင့်အရေးတွေကိုအေလာကအသုံးချသွားတာသူတို့သိတယ်မန်ချက်စတာစီးတီးကိုကစားတဲ့နေရာမှာအခွင့်အရေးသူတို့အများကြီးရမှာမဟုတ်ဘူးเนาะဆိုတော့ဒါကိုသူတို့ဖြစ်အောင်လုပ်ဖို့လိုတဲ့အချိန်မှာလုပ်သွားတာပဲဒါကြောင့်နီးပြကျွန်တော်ဒီအင်ဇာဂီရဲ့အတင်းကတော့ကျွန်တော်တို့ဒါတက်သွားပြီပေါ့နော်သူ့ရဲ့အင်းဟောင်းပြတဲ့အင်တာမီလန်ကတော့ပြုတ်သွားပြီပေါ့ဗျာပြုတ်သွားပြီးတော့ကျွန်တော်လက်ရှိတော်တော်ကိုမန်ချက်စတာစီးတီးလိုအသင်းမျိုးကိုအမှန်ကန်ထိအောင်ကစားပြပေးထားတာ အင်ဇာဂီကဂွာဒီယိုလာဆိုလို့ရှိရင်တော့အများနဲ့တိတ်နေတယ်မှာကျွန်တော်တို့ပါတယ်ဆိုတော့မန်ချက်စတာစီးတီးဘက်မှာကျွန်တော်တို့ဒီဘိုနူတို့ကောင်းတာတို့ပါတို့လဲပါတာပေါ့လေဒါပေမဲ့အခွင့်အရေးတွေကိုသူတို့တကယ်ကောင်းတဲ့ chance တချို့ကျွန်တော်ရခဲ့တယ်မဝင်ခဲ့ဘူးပေါ့နော်ဆိုတော့ဘာနာဒိုစီးပါးက6မိနစ်မှာတင်ကျွန်တော်စောစီးသွင်းတယ်ဟာလန်က55မိနစ်မှာကျွန်တော်သွင်းပြီးတော့ဖိုရန်ကလေလူစားဝင်လာရင်းနဲ့တော်တော်ကိုကောင်းတဲ့ကိုသူသွင်းသွားတယ်ဆိုတော့မန်ချက်စတာစီးတီးကသွင်းလိုက်အဲဟီလာကပြန်သွင်းလိုက်နော် ကျွန်တော်တို့ဒါပါလေဒီဟာလန်ကတွင်းဟိုပါလေအဲဟီလာကဒုတိယမြောက်ဥဆောင်ကူတွင်းလိုက်ဟာလန်ကနောက်တဲ့3မိနစ်ကြာမှပြန်တွင်းလိုက်ဖိုရန်ကတွင်းလိုက်ကူလီပါလီကတွင်းလိုက်မဲကွန်းကတွင်းလိုက်နဲ့အပြန်လန်ဂိုးတွေတွင်းပြီးတော့မိနစ်60မိနစ်120ဒီတော်တော်ကြည့်ကောင်းတာစီဒီကဒီဘက်မှာဂိုးအချိန်30ဒီကိုပေါက်ခင်နေ14ချိန်ကိုပေါက်တိတ်ပြီးတော့ကျွန်တော်3ဂိုးကျွန်တော်ရတယ်ဒီနေရာမှာစီတီရဲ့ဘက်ကဟိုလူတစ်စားမတွေဖြစ်တဲ့အိနူရီတို့ရိုင်နာတို့ကိုပွဲထွက်လူစင်းတွေမှာထည့်လာတာချာဂီတို့ပါလို့ဆိုလို့ရှင်လည်းပဲအရင်လူစင်းမှာကျွန်တော်ဒုတိယပိုင်းနေပါတယ်မှာဝင်လာပြီးတော့ ကျွန်တော်မန်ချက်စတာစီးတီးကတက်နေနေမှာဆိုတော့နောက်တစ်ဆင့်တက်ဖို့သူတို့ကြိုးပမ်းနေဒါပေမဲ့အဆင်မပြေခဲ့ဘူးเนาะနောက်တက်မာလီယူစကူဗာရီယိုတို့เนาะရူဘင်ဒီယက်စ်တို့ပြင်ဒုတိယပိုင်းမှာအကန်ဂျီတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါနေဒန်အာဂီတို့ပါကျွန်တော်ဝင်လာတာကွင်းလယ်မှာဆိုလို့ချင်းလည်းပဲရိုင်နာတို့ဂန်ဒူဝန်တို့ကိုထုတ်ပြီးတော့ရိုဒရီတို့လိုကစားမမျိုးတွေချာဂီတို့လိုကစားမမျိုးတွေကိုကျွန်တော်ထဲ့တယ်။တိုက်စစ်ကလည်းဟာလန်ကိုထုတ်ပြီးတော့မာမိုချ်ကိုထဲ့တာမျိုးတွေကိုဆိုတော့စီတီဘက်မှာလူစုံတက်စုံနဲ့ကျွန်တော်ကစားသွားတာ။လူစုံတက်စုံသူတို့ရဲ့ first line နဲ့အကုန်အပြည့်အဝကျွန်တော်ကစားသွားတာ။ တကယ်လည်းပဲသူတို့က dominate လုပ်နိုင်ကြတဲ့အသင်ဒါပြီးမဲ့လို့ပေါ့နော်အခွင့်အရေးအသုံးချမှုပိုင်းမှာတော့အများကြီးကျွန်တော်ကွာသွားတယ်တဖက်ကဂူးသမားနေရာမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်ဘွန်နိုကတအားကောင်းလို့ပြီးတော့ Ederson အတွက်ကတော့တချို့အလုံးတွေကဘာမှမလုပ်နိုင်ခဲ့ဘူးတော့သူနေတက်နေတယ်မှာကျွန်တော်ပုတ်တာပဲဒါပေမဲ့လို့ကျွန်တော်ကဗာလဲဒီလီယိုနာໂດစီတချောင်းရိုက်ပြီးတော့ဂူးရသွားတဲ့အလုံးကြီးကျွန်တော်ရှိတယ်ဒါတော်မှပေါ့နော်ကျွန်တော်တချို့အလုံးကြီးမှာဂူးသမားကောင်းလို့เนาะတော်တော်လေးတက်တာရရခဲ့တာဆိုတော့မန်ချက်စတာစီးတီးက ဒီဘက်မှာညံ့နေလို့မရှိခဲ့ပဲနဲ့အဟေလာကပဲပို့ပြီးတော့ကောင်းခဲ့တယ်လို့ကျွန်တော်ပြောရမှာပဲ။နော်အဟေလာကသူတို့ဒါ sorry မှာလဲအကောင်းဆုံးအသင်းပြ။နော် sorry မှာလဲသူတို့ဒါအကောင်းဆုံးအသင်းသူတို့အနာစာတို့ဘာလို့ဆိုအနာကိုမကတ်နိုင်ဘူးအဟေလာရဲ့အရေးချင်းရ။ဆိုအခုလက်ရှိဒီမှာလဲ Manchester City လို့ Premier League ကလပ်အသင်းမျိုးကိုကျွန်တော်တို့ကစားပြသွားတာ။အမှန်ကန်ကစားပြသွားတာ။ရာဒီဥရုကတော့သူတို့အတွက်ပြဿနာမရှိနိုင်ဘူးပေါ့နော်။ဒါပေမဲ့ကွင်းထဲမှာကစားတဲ့ထိရောက်မှုပုံစံလေးကိုကရလာတဲ့ counter attack နဲ့ direct play တွေမှာ ကောင်းကောင်းအတုံးချသွားလို့ပဲဒီလိုမျိုးနိုင်ဝဲရသွားတာပဲဆိုတော့အင်ဇာဂီရဲ့အသင်းအတွက်ကတော့တော်တော်ချီးကျူးစရာပါတော်တော်ကိုကြည့်ကောင်းခဲ့တဲ့ပွဲပါမန်ချက်စတာစီးတီးအတွက်ကတော့ပရီးမီးယားလိဂ်ဒီမစခင်မှာယာတီကျိုခြေစမ်းပွဲစဉ်တွေမတိုင်ခင်မှာစောစောစီးစီးကျွန်တော်တို့ကအနားရသွားပြီလို့ပဲကျွန်တော်ပြောရမှာပါဗျာဂွာဒီယိုလာရဲ့အသင်းကအပြောင်းလဲလုပ်ဖို့အမှန်ကန်ကျူးပန်းနေတာလက်ရှိဒီယာတီကဒီကလပ်ဘောကပ်ပွဲစဉ်တွေကဆလို့ကျွန်တော်မြင်ရတယ်ဆိုတော့စီးတီးရဲ့ဘက်ကတော့လူစုံတက်စုံနေပြီမဲ့အဲဟေလာကိုလုံးဝမနိုင်ခဲ့ဘူးကလပ်ဘောကပ်ကနေပြီးတော့ကျွန်တော်တို့ကထွက်ခွာခဲ့ရပြီဖြစ်တယ် ဝါဒီယူလာရဲ့အတင်အတွက်တော့ကျွန်တော်တို့ဒါထပ်ပြီးတော့ຫນွေရည်ပြောင်းရွှေ့ကစားမားတွေထပ်ခေါ်တာတွေကျွန်တော်လုံအောင်မလားကြည့်ရမှာပေါ့လေဂွာဒီယူလာကတခုခုကမင်တိုင်ဘက်ဒီဆိုအမြဲတမ်းလူကခေါ်လေးရှိတာဆိုတော့အဲဆိုတော့ဒီပွဲမှာတော့ CD အကောင်ဆုံးကျိုးပတ်မိမဲ့အဲဟီလာကိုဘလူးမတ်အနိုင်မယူနိုင်ခဲ့ဘူးညပြဖြစ်သူအင်ဇာဂီနဲ့အဲဟီလာအတင်အတွက်တော့မန်ချက်စတာစီးတီးလိုအတင်မျိုးကိုကျွန်တော်ဖြုတ်ခဲ့တာကတော်တော်ကိုကျွန်တော်နေပေါ့နော်ဒါကောင်းတဲ့ performance ကိုပြခဲ့တာပဲ ကြီးကျူးစရာပါတကယ်လည်းပဲပွဲကောင်းတဲ့ပွဲကိုကျွန်တော်ကြီးခဲ့ရတယ်ဗျာနော်မနက်အစောကြီးဆိုပြီးမြင်လို့တကယ်ကောင်းတဲ့ပွဲတစ်ပွဲကိုကျွန်တော်ကြီးခဲ့ရတာဆိုတော့ညီကလေးညီနေရောဒီပွဲနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများတင်ပါတယ်